အားလုံးပဲမင်္ဂလာပါရှင်။ဝတ္တရှိကတော့ယမင်းဂျပန်တနန်းချောင်းမှာဆရာမယမင်းပါရှင်။အခုဗီဒီယိုဖိုင်လေးကတော့ M5 ကျောင်းသားများအတွက်ခန်းကြီးတွဲလုံးတင်ပေမယ့်ဒုတိယမြောက်ဗီဒီယိုဖိုင်လေးပဲဖြစ်ပါရရှင်။အရင်ဆုံးတွဲလုံးဆိုတဲ့အတိုင်းပဲတလုံးချင်းစီကဘလို့မူရင်းလေးတွေဘလို့ပေါင်းလိုက်လို့ဒီလိုအသေးပဲလေးတွေဖြစ်လာလဲဆိုတာကိုသဘောတရားလေးနားမြင်တောင်းအရင်ရှင်းပြမယ်နော်။ပြီးမှတလုံးချင်းစီရဲ့မူရင်းလေးကိုပြန်နှွှေးပေးပါမယ်။နံပါတ်1ကနံပါတ်1ကဆိုဒေရိုပဲကျောင်းသားတို့မူရင်းရလို့ရှင်ဒီတွဲလုံးလွယ်မယ်။ဒါကပါလဲဆိုတော့ကြည်တာ ဒီမူရင်းရဲ့အိဗံကြည်တာဒီမူရင်းရဲ့အိဗံလေ့လာတာလေ့လာသင်ယူတာကြည်တာနဲ့လေ့လာသင်ယူတာနဲ့ပေါင်းတော့ကြည်ရှုလေ့လာတယ်ကြည်ရှုလေ့လာတယ်ကြည်တာနဲ့လေလာတင်ယူတာနဲ့ပေါင်းတာကြည့်ရှုလေလာတဲ့နံပါတ်1တွဲလုံးအတွက်ခက်ခဲမှုမရှိဘူးကျောင်းသားများမူရင်ကြည်တာနဲ့မူရင်လေလာတင်ယူတာကိုရခဲ့မယ်ဆိုရင်ဒါကိုစဉ်းစားလို့ရမယ်နံပါတ်2ကဒါကဖတ်တာ ဒီမူရင်ခန်းကြီးကဖတ်တာဒါကရေးတာစာဖတ်ချင်းဆိုတာဖြစ်တဲ့အတွက်ကြောင့်စာဖတ်တယ်ဆိုတာမှဖတ်တာပါတယ်ဖတ်တယ်ဆိုတာက ရေးထားတဲ့စာတွေကိုဖတ်တာမလို့အနောက်ကရေးတယ်ဆိုတဲ့ခန်းကြီးနဲ့ပေါင်းသွားတယ်ဖတ်တာနဲ့ရေးတာနဲ့ပေါင်းလိုက်တော့စာဖတ်ချင်းစာရေးချင်းဘက်ကမသွားဘူးเนาะဖတ်တယ်ရေးတဲ့စာတွေကိုဖတ်တဲ့အကျင့်ကိုစာဖတ်ချင်းတို့တွေစာဖတ်ဝါသနာပါတယ်တို့ဘာလို့လဲစာဖတ်တယ်ဆိုမှတော့ဖတ်တဲ့ ခန်းကြီးနဲ့စမယ်။ဘာတွေကိုဖတ်လဲ။ရေးထားတာတွေကိုဖတ်တယ်။ရေးထားတာတွေကိုဖတ်တယ်။အဲ့တော့မူရင်းနေနဲ့ဖတ်တဲ့ခန်းကြီးနဲ့ရေးတဲ့ခန်းကြီးမူရင်းရရင်ဒီတွဲလုံးကလည်းခက်ခက်ခဲခဲမှတ်ရတယ်ဆိုတဲ့အစင်တော့မရှိဘူး။ဒီခန်းကြီးလေးရဲ့မူရင်းကလာတာ။ဒါလေးကလာတာ။ဒါလေးကလလာတဲ့လလာမဲ့လနောက်လအဒီနေရာမှာចောင်းသားများကလာမဟုတ်ပဲနှစ်နဲ့တွဲရင်လာမဲ့နှစ်နောက်နှစ်လာမဲ့နှစ်နောက်နှစ်လာမဲ့တစ်ပတ်နောက်တစ်ပတ် ဖြန့်လိုက်လို့ရတယ်တွေးတက်လို့ရဒီဟာဆီယမကတွဲလုံးမှာလပဲတင်သွားတယ်ကျန်တာဘလို့ကြည့်ရမလဲဆိုတွေးလိုက်လို့ရတယ်ကွာလအနေရမှာတပတ်လာရင် နောက်တပတ်လာမဲတပတ်လာမဲနေ့လာမဲနှစ်အဲလာမဲစသဖြင့်ပေါ့နော်စဉ်းစားချဲ့သွားလို့ရတယ်ချဲ့သွားလိုက်လာလာနဲ့လနဲ့ပေါင်းတော့လာမဲလနောက်လဒါကကောင်းငင်ဆိုတဲ့ခန်းကြီးပဲကောင်းငင်ဆိုတဲ့သဘောသဘောပဲဒါလေးကစိတ်ကောင်းငင်ရဲ့စိတ်ကြောင့် ရာသီဥတုတွေဖြစ်လာတယ်ပေါ့နော်။ຫນွေမိုးဆောင်ပေါ့။ကောင်းကင်ရဲ့စိတ်အာမဟုတ်ဘူး။ကောင်းကင်ရဲ့စိတ်ကြောင့်မလို့အာတန့်ဗာလဲမိုးရွာတယ်တို့။ຫນွေမိုးဆောင်ရာသီဥတုမဟုတ်ဘူး။မိုးရွာတယ်၊နေသားတယ်၊ကောင်းကင်ရဲ့စိတ်အခြေအနေကြောင့်နေပူရာမိုးရွာတာဒီလိုမျိုးရာသီဥတုအခြေအနေတွေဖြစ်တယ်ပေါ့။ကောင်းကင်ရဲ့စိတ်ဒါတော့မှတ်ရလွယ်အောင်ကူပြောပေးလိုက်တာနော်။ကောင်းကင်ရဲ့စိတ်အခြေအနေကြောင့်ကောင်းကင်ရဲ့စိတ်ကအခြေအနေကြောင့်ဗာလဲဖြစ်လဲနေပူရာတွေမိုးရွာတာတွေနှင်းကြတာတွေဖြစ်လာတယ်လို့ပြောလိုက်မိ။ဒါလေးကလူခန်းကြီး ဒါလေးကလူဒါလေးကဂျားဂျားခန်းကြီးလူတွေရဲ့ဂျားမှာနေထိုင်တာလူသားတွေလေလူသားတွေဆိုတာလူတွေဂျားမှာနေတာလေလူသားတွေဆိုတာလူတွေရဲ့ဂျားမှာနေထိုင်တာလူသားတွေလူတွေရဲ့ဂျားမှာနေတာလူသားတွေဒါကအရင်ခန်းကြီးဒါကလပေါင်းလိုက်တော့အရင်လဆိုတော့ပြီးခဲ့တဲ့လပြီးခဲ့တဲ့လကိုပြောတာအခုကနှစ်လပိုင်းဆိုပြီးခဲ့တဲ့လတစ်လပိုင်း အရင်နဲ့လနဲ့ပေါင်းအရင်လပြီးခဲ့တဲ့လဒီနေရာမှာနှစ်နဲ့တွင်အရင်နှစ်ပြီးခဲ့တဲ့နှစ်အဲအဲ့လိုမျိုးဖြန့်ကျက်လိုက်လို့ရတယ်ကွာအရင်နဲ့တွင်အရင်လအရင်တစ်ပတ်အရင်ရက်အရင်နေ့အရင်နှစ်မနစ်ကအဲ့လိုမျိုးဖြစ်သွားတာဒါကအခုခန်းကြီးအခုဒါလေးကလ M5 မှာတွဲလုံးကဒါတွေပဲအများကြီးတင်မှာဒါတွေပဲလာတာလေ M5 ကမူရင်းကိုအဓိကပုံများနဲ့တွဲလုံးကအဲ့လောက်မြင်းများဆဆကြီးရယ်မရှိဘူးဒါပေမဲ့ကြက်တက်အောင်တော့ IDI ဖြစ်နေယူတက်အောင်လို့တော့နည်းနည်းလေးတွဲပြတာပေါ့နော် အခုနှစ်လနဲ့တွဲမှာတော့အခုလအခုနဲ့နှစ်နဲ့တွဲမှာတော့ယခုနှစ်ပေါ့အခုနဲ့နှစ်နဲ့တွဲမှာတော့ယခုနှစ်ဒန်းခိဒန်းကဘာလဲဆိုတော့လျှက်စစ်အခုတင်မဲ့ခန်းကြီးတွဲလုံးကလျှက်စစ်လျှက်စစ်ဆိုတော့ဒန်းလျှက်စစ်မိရလဲစိတ်မမှန်ခဏနေပြက်လိုက်ခဏနေလာလိုက်အဲ့ဒါကြောင့်စိတ်ခန်းကြီးနဲ့ပေါင်းလိုက်တယ်လို့မှတ်လိုက်ကောင်းခင်ကြီးရဲ့စိတ်အခြေအနေကြောင့်ယာဒီဥရုနေပူမိုးရွာတဲ့ယာဒီဥရုဖြစ်လာတယ်ပေါ့ လျှက်စစ်ခန်းကြီးတွဲလုံးကြတော့လျှက်စစ်နဲ့စားတဲ့လျှက်စစ်မြရတဲ့စိတ်မမှန်အောင်စိတ်မမှန်မှုဆိုတော့စိတ်ပါလို့ခီထဲလိုက်တယ်။ဒါမျိုးလေးကြတော့ထူဆန်းသွားတာမျိုးဒါလေးကထူဆန်းသွားတာမျိုးဒီခန်းကြီးလေးကအစ်စ်အတရာရှိတက်တာဒါလေးကကြားတာ အသည့်အစမ်းနေကြာတည်င်းအသည့်အစမ်းနေကြာတာတည်င်းစာထဲမှာတည်င်းအသည့်အစမ်းနေကြာအသည့်အသည့်တော့တည်င်းနေကြာတာဘသူနဲ့ဘသူနဲ့တော့ဘာဖြစ်ပြန်ပြီးအမွေလူပြန်ပြီးဘာဖြစ်တဲ့ဆုံးသွားတဲ့အသည့်အစမ်းတည်င်းနေကြာတာအသည့်အသည့်တော့တည်င်းနေကိုကြာတာရှင်ဘွန်တည်င်းစာထဲမှာကြည်တာလေးလာတာပေါင်းလိုက်တော့ခန်းကကူကြည်ရှုလေးလာတာဖတ်တယ်ရေးထားတဲ့စာတွေကိုဖတ်တာဒုက္ခရှောကစာဖတ်ခြင်းလာရာနဲ့လနဲ့တွေ့တော့လာမဲလနောက်လ ကောင်းကင်ရဲ့စိတ်အခြေအနေကြောင့်ရာသီဥတုနေပူမိုးရွာတဲ့ရာသီဥတုတွေဖြစ်လာတယ်။လူနဲ့ကြာလူကြားထဲမှာနေရလူသားတွေအရင်နဲ့လနဲ့ပေါင်းတော့အရင်လအခုနဲ့လနဲ့ပေါင်းတော့အခုလအခုနဲ့နှစ်နဲ့ပေါင်းတော့ဒီနှစ်လျှက်စစ်ဆိုတော့လျှက်စစ်နဲ့စတဲ့ခန်းကြီးဒန်းသလုံးနဲ့တော့သုံးလို့မရဘူးဒန်းခိခိရဘယ်ရခိလဲဆိုတော့လျှက်စစ်မိရလဲစိတ်မမှန်ဘူးမလို့ခိဆိုတဲ့ခန်းကြီးထည့်လိုက်တယ် အစ်စ်နဲ့ကြားတာနဲ့ပေါင်းတော့အစ်စ်အစ်စ်တွေကြားရတာသတင်းစာထဲမှာအစ်စ်အစ်စ်သတင်းအစ်အစ်တွေကြားရတာသတင်းစာထဲမှာကြားရတယ်လို့မှတ်လိုက်မိဒါဆိုမူရင်းနေလိုက်တလုံးချင်းနေမှတ်ပြီးမနော်ကြည်တာနဲ့လေးလာတင်တာနဲ့ကြည်တာကိုမှတ်ပြီးမယ်ကြည်တယ်ခန်းကြီးဒီမှာကြည်ကျောင်းသားတို့ဘာနဲ့ကြည်တော့မျက်လုံးနဲ့ကြည်တာလေဒါမျက်လုံးအန်ဖိုင်မှာဒီခန်းကြီးကမျက်လုံးမျက်လုံးပုံစံလေးမြင်လိုက်မျက်လုံးမျက်လုံးမျက်လုံးနဲ့ကြည်တယ်ဒါကို6ရောက်လေးလို့မြင်လိုက် မျက်စိနဲ့ခြေထောက်ကိုကြည့်တယ်မျက်လုံးနဲ့ခြေထောက်ကိုကြည့်တယ်ဒါကြည့်တယ်ဆိုရဲခန်းကြီးမီမတ်သူများနဲ့ပေါင်ခန်းအဲကြောင့်ခန်းကားခုဖြစ်သွားတာကြည့်တယ်မျက်လုံးနဲ့ကြည့်တယ်ကြည့်တယ်ဆိုတာမျက်လုံးနဲ့ကြည့်တာမျက်လုံးနဲ့ခြေထောက်ကို ကြည့်တယ်လို့မှတ်လိုက်လေ့လာတယ်အမိုးအောက်မှာကွင်းမြင်ထဲမှာမလေ့လာနဲ့အမိုးလေးအောက်မှာအမိုးပုံစံဒါကလေးအမိုးအောက်မှာကလေးဘွားတဲ့ဒါခိုးသွုံးမှုကလေးခန်းကြီးကလေးဒါကလေးခန်းကြီး ကလေးခန်းကြီးလည်းမတီးဘူးစမ်းစစ်ရဲ့ပြတ်မှတ်ပေးပါအောင်ဒီမှာကြည့်ကလေးခန်းကြီးရုတ်တရက်ကြီးတစ်ပြောင်းမြန်လေးနဲ့တွေ့တစ်တစ်တင်ချာကနန်းတစ်ပြောင်းမြန်လေးနဲ့တူတယ်တစ်ပြောင်းမြန်လေးဆိုလိုတာကတစ်နှစ်ဆိုတော့ကလေးပဲရှိသေးတယ်တစ်နှစ်အရွယ်ဆိုတော့ကလေးပဲရှိသေးတယ်တစ်ပုံစံလေးပါတာတစ်ကနန်းပုံစံလေးတစ်ကနန်းပုံစံကနန်းပေးနေပါဘူးနော်တစ်ကနန်းပုံစံပါတစ်နှစ်အရွယ်ဆိုတော့ကလေးပဲရှိသေးတယ်ပြန်ချိန်မယ်အမိုးအောက်မှာအမိုးလေးအောက်မှာကလေးဘွားတွေကလိလာတင်းယူတယ်မျက်လုံးနဲ့ခြေထောက်ကိုကြည့်တယ် အမိုးအောက်မှာကလေးဘွားတွေကလိလာတင်းယူတယ်ပေါင်းလိုက်တော့ကြည်တယ်လိလာတင်းယူတယ်ပေါင်းလိုက်တယ်ကြည်ရှုလိလာတယ်နောက်တစ်ခုစာဖတ်တယ်စာဖတ်တယ်တကူကဖတ်တာနဲ့ရေးတာနဲ့ပေါင်းတော့စာဖတ်ချင်းဒီမှာကြည်ဖတ်တာကိုနားထောင်မင်းတို့တွေတန်းနှံ့ရောက်လို့ရှင်ဆရာမကဲစာမျက်နှာဘလောက်ကိုဖတ်ပြကျမတို့အတန်ထွက်သိအောင်ဖတ်ပြစာဖတ်တယ်ဆိုရင်ပြောရတာ ဒါက N5 မှာပြောတယ်ဆိုတော့ခန်းကြီးလေးပြောတာထားပါတော့ယာမားဒဆန်ရောတက်ရှုဒီစာပိုင်လေးဖတ်ပြပါအောင်ဟိုဟာလေးဖတ်ပြပါအောင်ဒါလေးဖတ်ပြပါအောင်ဆိုရင်ဖတ်တယ်ဆိုရင်ဗဇက်ကနေပြောရတာဝစီပိတ်ဖတ်လို့မရအောင်ဖတ်တယ်ဆိုရင် ပြောရတာမလို့ပြောတဲ့အစိတ်ပိုင်းလေးထည့်လိုက်တယ်ပြောတာပြောတာဗာဗဇက်လေးဗဇက်တစ်ပေါက်လေးပါရယ်နော်ဗဇက်လေးပါရယ်ပြောတာဟုတ်ပြီနော် စာဖတ်တယ်ဆိုရင်အချို့ကစီမီလေးထုံးပြီးတော့စာဖတ်ရတယ်ဒါလေးကိုစီမီခွက်ပုံစံလေးမြင်ကြည့်လိုက်စီမီခွက်ဒါ ဖြည့်ဆွဲလိုက်တာဒီအဆက်ဆက်လေးရဖြည့်ဆွဲတာစီမီလေးထုံးပြီးတော့စာဖက်ရတယ်ဒါစပွဲကုန်လေးပေါ်မှာစီမီလေးထုံးပြီးတော့စပွဲအောင်မှာတော့ဒီမှာခြေတော်လေးချထားရတယ်ပေါ့ပြန်ပြောမယ်နော်ဒီကန်းကြီးကယော်မိမစာဖက်တာယော်မိမစာဖက်တာကျောင်းသားတယောက်ကိုကဲကျမကိုစာလေးဖက်ပြပါအောင်လို့ခိုင်းလိုက်ရင်အဲကျောင်းသားပြောရပြီပါဇက်ကနေထုတ်ပြောရတယ်စာဖက်ပါဆိုအတန်ထွက်ပြီးပြောရတယ်ဘလို့စာဖက်လဲစီမီခွက်လေးထုံးပြီးတော့စီမီခွက်ပုံစံလေးတူတယ်လို့မြင်လိုက်ဒီလိုမျိုးလေး ဒီအဆက်ကလေးကတကယ်မပါဘူးနော်ကိုယ့်ဘာနယ်ကိုဖြည့်ဆွဲပြတာစီမီးခွက်လေးထုံးပြီးတော့စာဖတ်တယ်ဇပွဲကုံလေးပေါ်မှာဒါဇပွဲကုံအောက်မှာခြေတော်လေးချပြီးတော့ဒါမှမဟုတ်လေဇပွဲကုံခြေတော်လိုမြင်လိုက်ပေါ့ဇပွဲကုံဆိုမှတော့လေထဲမှာပြန်နေမလားဒါဇပွဲကုံဇပွဲကုံလေးဒါဇပွဲကုံလိုမြင်လိုက်ဇပွဲဇပွဲလေးပေါ်မှာစီမီးလေးထုံးပြီးတော့စာဖတ်တယ်စာဖတ်တယ်ဆိုကြတဲ့ပြောရတာစာဖတ်ပြခိုင်းအဲ့เจ้าသားပြောရပြီဘယ်မှာစာဖတ်လဲစီမီးလေးထုံးပြီးတော့စီမီးခွက်လေးလိုမြင်လိုက်ဇပွဲကုံလေးပေါ်မှာ ဒါလေးကိုဇပွဲကုံလို့မြင်လိုက်ဒါဇပွဲကုံမျက်နှာပြင်ဒါဇပွဲကုံရဲ့ခြေထောက်လို့မြင်လိုက်ဇပွဲကုံလေးပေါ်မှာစီမီလေးထုံးပြီးတော့စာဖတ်ပြတယ်စာဖတ်တယ်ဆိုတော့ပြောရတယ်နောက်ကအစိတ်ပိုင်းကရေးတာရေးတာကိုနှွေးပေးမယ်အခုကျမစာရေးတာစာရင်းဘောပင်ကင်တယ်လက်ငါးချောင်းသုံးရတယ်လက်ထဲမှာဘောပင်ကိုကင်ပြီးရေးရတော့ဒီမှာကြည့်မယ်ဒါကို3ချောင်းလို့မြင်လိုက်ဒီမှာ3 3လို့မြင်လိုက်3 ဒီမှာ၄ဒီမှာ၅ဒီမှာလက်၅ချောင်းလက်၅ချောင်း၅ချောင်းတစ်ချက်မမြင်သေးဘူး၁၂၃၄၅ချက်ကြံခဲ့မှာဆိုတော့လက်၅ချောင်းဒီမှာဘောပင်ဒါကိုဘောပင်လို့မြင်လိုက်လက်၅ချောင်းထဲမှာဘောပင်ကိုကင်ပြီးတော့နေတိုင်းဒီကန်းကြီးကနေလဲဟုတ်တယ်နေရလဲဟုတ်တယ်နေတိုင်းစာရေးရတယ်စာရီတင်ရတာကိုလက်၅ချောင်းထဲမှာလက်၅ချောင်းထဲမှာ ဘောပင်ကိုကင်ပြီးတော့စာရေးတယ်။တစ်ချက်၊နှစ်ချက်၊သုံးချက်၊၄ချက်၊၅ချက်လက်ငါးချောင်းထဲမှာဘောပင်ကိုကင်ပြီးတော့နေ့တိုင်းစာရေးတယ်။ဖတ်တာနဲ့ရေးတာနဲ့ပေါင်းတော့စာဖတ်ခြင်းဖတ်တာနဲ့ရေးတာနဲ့ပေါင်းတော့စာဖတ်ခြင်းနောက်တကူတွဲလုံးတင်ရတာမမောမူရင်းပြန်လိုက်ပြရတာမောတာနောက်လလာမဲလာဒီကန်းကြီးကလာတယ်ဒါလေးကလလာတာကိုကြည့်မယ် ဒါလေးကိုအရှိရဗီဒီယိုဖိုင်မှာမတည့်ရက်တာလို့ပြောခဲ့မိလားတော့မသိဘူးဒါလေးကမတည့်ရက်တာအမှန်မီဦးစန်းစီရဲ့ရတယ်ပြန်ဆွဲပြမယ်ဒီမှာခြေတော်လေးနှစ်ချောင်းနဲ့မတည့်ရက်တဲ့ပုံစံလေးမြင်လိုက်ဒီမှာခြေတော်မှာခြေတော်ဘဲခြေတော်ဝက်ခြေတော်ထားပါတော့ခြေတော်နှစ်ချောင်းနဲ့မတည့်ရက်တယ်လို့မြင်လိုက်မြင်ချင်လို့လားမြင်လိုက်တော့နော်မတည့်ရက်တယ်ဒါလေးကတစ်ပင်တစ်ပင်အဲ့နှစ်ခုပေါင်းထားတဲ့ပုံလို့မြင်လိုက်မတည့်ရက်တယ်ဆိုရဲခန်းကြီးလေးနဲ့ တစ်ပင်လေးနဲ့ပေါင်းထားတဲ့ပုံလိုမြင်လိုက်မတ်တရက်တဲ့ခန်းကြီးလေးနဲ့ဒါ6ချောင်းနဲ့6ချောင်းနဲ့မတ်တရက်တဲ့6ချောင်းနဲ့6ချောင်းမတ်တရက်ဒီလိုကားကားကြီးမရဘူးလေဒီလိုကြီးမရဘူးလေဒီလိုလေး6ချောင်းလေးကိုစုပြီးရတာကွာမယုံအခုမတ်တထားရလိုက်6ချောင်းနဲ့6ချောင်းကားကားကြီးမရဘူးကွာ6ချောင်းလေးကိုအလဲမှာစုပြီးရရတာမလို့6ချောင်းနဲ့6ချောင်းအလဲလေးမှာစုပြီးတော့ဒီမှာလေးကားကားကြီးဒီမှာမတ်တရက်တဲ့ဆိုဒီမှာကြည့်ဒီလိုမတ်တရက်လားရှင်တို့ကားကားရတာ6ချောင်းကိုကားကားကြီး6ချောင်းလေးကိုဒီမှာအလဲလေးမှာအင်ဒရီလေးနဲ့ရက်လိုက်အလဲလေးလာမှာစုပြီးရလိုက်တယ်ဒါမတ်တရက်တဲ့ပုံစံဒါအစ်စ်ပင် ိုက်နှစ်ခုပေါင်းလိုက်တယ်မတက်ရက်ပြီးတော့မတက်ရက်ပြီးတော့ရိုးရိုးလာတာမဟုတ်ဘူးမတက်ရက်ပြီးတော့တစ်ပင်ပေါ်ဆင်းလာတာလာတာရိုးရိုးမလာဘူးเนาะမတက်ရက်ပြီးတော့မတက်ရက်ပြီးတော့မတက်ရက်တဲ့ခန်းကြီးလေးနဲ့တစ်ပင်လေးနဲ့ပေါင်းထားသလိုပဲမလို့မတက်ရက်ပြီးတော့တစ်ပင်ပေါ်ကနေလာတယ်ဒါလေးကလကောင်းကင်မှာရှိရလာချမ်းလေးနဲ့တူတယ်ကောင်းကင်ကလကိုလည်းပြောသလိုကျောင်းသားတို့ဒိုးတွေတည်ရတလာပိုင်းနှစ်လာပိုင်းရလလဲဟုတ်တယ်ဒီမှာလလေးလပုံစံလေးအဲ့တော့ လာရာနဲ့လနဲ့ပေါင်းတော့လာမဲလာနောက်လာလာမဲလာနောက်လာနောက်တစ်ခုဒါလေးကိုကြော်ခွပြောလိုက်မယ်အခုနဲ့လဒီမှာအခု အမိုးအောင်မှာရာရီရူရဲရူစားလေဂျပန်စာတွေတင်နေတာအခုတင်နေတာအခု အခုနဲ့လနဲ့သွားပေါင်းတော့အခုလဒီလအခုနဲ့လနဲ့သွားပေါင်းတော့အခုလကဒီလအခုလဒီလနောက်တစ်ခုနောက်တစ်ခုကကြတော့ လူသားလူတွေရဲ့ဂျားထဲမှာနေရလူသားဒါကလူခန်းကြီးဂျားခန်းကြီးရကြဒါဂိတ်တကားဒါဂိတ်ဂိတ်တကားကြီးနဲ့တူတယ်တို့တွေကြောင်းနေတက္ကသိုလ်ဝင်းနေကြောင်းနေဂိတ်ဝင်းကြီးနဲ့တူတယ်ဂိတ်နေခန်းကြီးလေးရဒါနေခန်းကြီးနေခန်းကြီးလေးရဂိတ်တကားရဲ့ဂျားမှာရှိနေလို့ဂိတ်တကားရဲ့ဂျားမှာရောဒီခန်းကြီးကဂျားပေါင်းလိုက်တော့လူနဲ့ဂျားနဲ့တွင်လူတွေရဲ့ဂျားမှာနေတာလူသားတွေ လူတွေရဲ့ကြားမှာနေတာလူသားတွေလူတွေရဲ့ကြားမှာနေတာလူသားတွေအမ day 1ကိုပြန်ကြည့်အောင် day 1မှာဘာတွေသင်ထားလဲဆိုရင်နောက်တစ်ခုကနောက်တစ်ခုကဟောလေ level 3ခုပြန်သင်နေတော့လေဘယ် level မှာပြောလိုက်မိလဲမှမေ့မိသွားလို့ဟုတ်ပြီနော်ဒီအထိရပြီနော်အမငါးလုံးပြောပြီးပြီနောက်တစ်ခုကကြတော့သွားပါပြီငါစားရွက်နောက်တစ်ခုကကြတော့ဒီမှာအရင်လား ဒါလအရင်နဲ့လနဲ့တွဲရင်အရင်လအရင်နဲ့လနဲ့တွဲရင်ယခင်လအရင်ုံကြည့်မယ်အရင်ခန်းကြီးကိုကြည့်မယ်ဒါလေးကမြေကြီးဒီအပိုင်းလေးတော့ဖြစ်ဖြစ်မြင်လိုက်မြေကြီးဒါလေးကခြေတော့မြေကြီးပေါ်မှာမြေကြီးပေါ်မှာခြေတော့နဲ့လမ်းလျှောက်တက်တာအခုမှမဟုတ်ဘူးအရင်ကလေးကမြေကြီးပေါ်မှာဒါလေးကိုဖြတ်မြင်လိုက်မြေကြီးပေါ်မှာခြေတော့နဲ့လမ်းလျှောက်တက်တာအရင်ကလေးက အရင်နဲ့လနဲ့တွေ့တော့အရင်လအရင်နဲ့လနဲ့တွေ့တော့အရင်လအရင်နဲ့လနဲ့တွေ့တော့အရင်လနောက်တစ်ခုအခုနဲ့နှစ်နဲ့တွေ့ဒီနှစ်အခုဟာတည်ပြီနှစ်ကိုနှွေးပေးမယ်နှစ်ဒါရှိတော့လူဘဝကိုလေအမြဲတမ်းအသက်ရွယ်အပိုင်းခြား၃ဘိုင်းလို့အမြဲတမ်းပြောရတယ်သတိထားမိလားလူငယ်လူလက်လူကြီးဆိုပြီးတော့လေအဲ့တော့နှစ်ဒီခန်းကြီးကနှစ်လည်းဟုတ်တယ်အသက်လည်းဟုတ်တယ်ဒီခန်းကြီးက နှစ်လဲဟုတ်တယ်အသက်လဲဟုတ်တယ်ဒါရှိလို့လူဘဝတက်တောင်း၃ပိုင်းရောတဲ့လူငယ်လူလက်လူကြီးဆိုပြီးတော့လေ၃ပိုင်းရောတဲ့အသက်၂၀အထိပထမအရွယ်ပြီးလို့ရှင်ဘလောက်ထိကဒုတိယအရွယ်တတိယအရွယ်ဆိုပြီးပြောတယ်ဒီကန်းကြီးကနှစ်လဲဟုတ်တယ်သူ့ဘာလို့တလုံးနဲ့နေအသက်လဲဟုတ်တယ်သူများနဲ့တွေ့တော့နှစ်ဒီနှစ်တို့နောက်နှစ်တို့ဖြစ်သွားတာဒါပေမဲ့သူ့ဘာလို့တလုံးနဲ့နေအသက်အသက်ရွယ်အပိုင်းခြား၃ပိုင်းပိုင်းတောင်အဆင့်၃ဆင့်မြင်လိုက်တဆင့်နှစ်ဆင့်၃ဆင့် များသောအားဖြင့်ဒီဗီဒီယိုဖိုင်ကြည့်နေတဲ့လူကဒီအောက်ဆုံးအဆင့်လူငယ်ပိုင်းနဲ့လူလက်ပိုင်းတွေကိုကူးတဲ့အခြေဆက်ရောက်နေကြရောတရှိဆိုလို့ရင်းလာ30လာကတ်နေပြီဆိုတော့လူငယ်ကနေလူလက်ပိုင်းနဲ့ဟုတ်လားမသိဘူးထားပါတော့လူငယ်ကနေလူလက်ပိုင်းနဲ့ဝင်လာတဲ့သဘောပေါ့ဆိုလိုတာကဒီကန်းကြီးမူရင်းကတူရှိတူရှိကအသက်သူများနဲ့တွဲရင်နန်းနန်းကနှစ် အသက်ကိုပြောရင်များသောအားဖြင့်ဘဝမှာအသက်အပိုင်းခြား၃ပိုင်းပြောတယ်ပညာရှာတဲ့အရွယ်အဥ္စာရှာတဲ့အရွယ်ပြီးလို့ရင်တရားရှာတဲ့အရွယ်အဲ့လိုမျိုးတွေပြောကြတာမလို့အသက်နဲ့ပတ်သက်ရင်၃ပိုင်းပိုင်းပြောကြတာမလို့တဆင့်၂ဆင့်၃ဆင့်ဟုတ်တယ်နော်လူတရားဘဝမှာအသက်အပိုင်းခြား၃ပိုင်းပေါ့၃ဆင့်ကိုမှတ်မိအောင်ပြပြတာတို့တွေကဒီမှာဒီနှစ်ခုချိန်နေတဲ့အရွယ်ရောက်နေပြီဒီမှာ၃ပိုင်းပိုင်းပြတာကိုပြပြတာဒါလေးကနှစ်အသက်လဲဟုတ်တယ်နှစ်လဲဟုတ်တယ်အခုနဲ့တွဲတော့အခုနှစ်အခုအသက်မဟုတ်ဘူးအခုနှစ်ဒီနှစ် အခုနှစ်ဒီနှစ်ဒါလေးကလျှက်စစ်ခိရတော့ဗီဒီယိုဝမ်းမှာပါသွားတယ်အမကုနာလေးဒီမှာပြန်ကြည့်လိုက်တော့ confirm လုပ်တဲ့အနေနဲ့ဒီမှာဗီဒီယိုဝမ်းမှာဘယ်မှာပါလဲဆိုတော့ဒီမှာခိဘွန်းဗီဒီယိုဝမ်း M5 ခန်းကြီးဗီဒီယိုဝမ်းမှာခိပါပြီးသွားပြီခိပါပြီဆိုတော့ဒန်းကိုပဲနှွေးပေးမယ်လျှက်စစ်လျှက်စစ်တွဲလုံးတင်ရတာမမောမူရင်းတင်ရတာမောတယ်တွဲလုံး၁၀လုံးဆိုရင်မူရင်းအလုံး၂၀လောက်ဖြစ်သွားပြီဆိုတော့တော်တော်လိုက်ရတယ်ပါးတွေကိုညောင်းနေရောဒီမှာကြည့်မိုး ဆန်းစီရဲ့မိုးမမမီဘူးရတယ်ကျမအရင်စိတ်ရှိတယ်စတင်တဲ့အခါမှာဒီမှာမိုးတွေရွာလာသလိုမြင်လိုက်ဒီလောက်ဆိုမြင်တာလိုက်တော့ဒါမိုးခန်းကြီးမိုးအမေမိုးဒါလေးကလေခွင်းတို့တွေမိုးရွာနေတဲ့အချိန်လေခွင်းကြီးတော့ဒီလိုမျိုးစင်းသွားပြီဆိုရင်ဒန်းဆိုတဲ့လျှက်စင်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေတတိထားရတယ် မိုးတွေဝင်ပါလေလျှက်စီးလက်မဆိုးလို့တော့ဘာလို့ကိုအယူပေါ့နော်ကိုဟုတ်မဟုတ်တော့မသိဘူးကိုကြောက်တယ်ကိုလည်းမိုးရွာပြီဆို iPhone ကိုဗနာထားမှမသိဘူးမိုးရွပြတ်မှာဆိုလို့အဲ့လိုအရင်ဒီမှာကြည့်မယ်မိုးဒါလေးကမိုးနဲ့မိုးမိုးခန်းကြီးမိုးတွေရွာလာပြီဆိုရင်မိုးတွေရွာတဲ့ချိန်ဒါလေခွင်းလေခွင်းကြီးတော့ဆင်းသွားပြီဆိုရင်လျှက်စစ်နဲ့ပတ်သက်တဲ့ပစ္စည်းကိုသတိထားရတယ်လျှက်စစ်ကဒန်းခီလို့ခေါ်တယ်ဒါဒန်းမဲရှိသေးတယ် ခိရဘယ်ကခိလဲဆိုလျှက်စင်မိရလဲစိတ်မမှန်ဘူးလာခြင်းလာတယ်မလာခြင်းမလာဘူးစိတ်မမှန်ဘူးဆိုတော့ဒေဝမ်းမှာတင်လိုက်တဲ့စိတ်ခန်းကြီးနဲ့ပေါင်းလိုက်တယ်ဒန်ခိဒါလျှက်စစ်ပဲဒန်ခိဒန်ခိရရာဒီဥဒ္ဓါဒါကကောင်းခင်တခုရှိတယ်အိုးခိအကြီးမားဆုံးယာယီတခုရှိတယ်အဲ့ဒါကောင်းခင်တင့်နဲ့အိုးခိနဲ့ပေါင်းထားတယ်လို့တခုရှိတယ် ကြီးမားတဲ့ຢာတစ်ခုရှိအဲ့ဒါကောင်းငင်လူတိုင်းကသူ့အောက်မှာကောင်းငင်အောက်မှာနေတာကိုကောင်းငင်ထမ်းမှာနေတာနဲ့တည်းပဲရှိရလူတွေမှမဟုတ်တာအဲ့တော့တစ်ခုရှိတယ်ကြီးကြီးမားမားရှိတဲ့ຢာတစ်ခုရှိအဲ့ဒါကောင်းငင်ကောင်းငင်နဲ့စိတ်နဲ့ပေါင်းလိုက်တော့ကောင်းငင်ရဲ့စိတ်ကြောင့်ຢာဒီဥရုတွေဖြစ်လာတယ်ပေါ့ကောင်းငင်ရဲ့စိတ်ကြောင့်ຢာဒီဥရုတွေဖြစ်လာတယ်ပေါ့နောက်ဆုံးတစ်ခုကတည်င်းစာတည်င်းစာတစ်တာနဲ့ကြားတာနဲ့အသက်အသက်အသက်အဆန်းနေအထူးကြားအဆန်းအပြားအသက်အဆန်းနေကြားတာတည်င်းစာထဲမှာကြားတာတစ်တာအောင်နားထောင်ကြည့်မယ်တစ်တာဒီမှာ မတည့်ရနေတယ်တစ်ပင်ရှိမှမတည့်ရနေတယ်အပေါ်ကမတည့်ရတဲ့ခန်းကြီးဒီရောက်ကတစ်ပင်သူတို့နှစ်ခုပေါင်းသွားရင်တော့လာတဲ့ခန်းကြီးနော်မတည့်ရပြီးတော့တစ်ပင်ပေါ်ကနေလာဒါဒါဆိုရင်တော့လာတာဖြစ်သွားတယ်အခုပြောတာမတည့်ရနေတယ်တစ်ပင်ရှိမှမတည့်ရနေတယ်ဒါအိမ်ရအတွက်အမေတော့ဒါပစိန် level 1တို့ဘာတို့မှာပစိန်ဒါပေမဲ့ n5 မလို့မတိလောက်သေး အိမ်ကတချမ်းပဲရှိလို့အိမ်တချမ်းပုံကလေးမြင်လိုက်ဒီအစိပ်ပိုင်းပုံလေးကမသိအိမ်တချမ်းစာအိမ်ကတချမ်းပဲကျန်တော့လို့တက်သားအစ်စ်လိုချင်လို့ပေါ့ဒါအစ်စ်အတာရာရှိရာအစ်စ်နားလေလားမသိဘူးမတက်ရက်နေတယ်တစ်ပင်ရှိမှသွားပြီးတော့မတက်ရက်နေတာဘာလို့ချင်လို့လဲဆိုအိမ်တချမ်းပဲရှိသေးလို့အိမ်ကတချမ်းစာပဲရှိသေးလို့နမူနာပြောတာเนาะဒီမှာအိမ်အိမ်ပုံလဲအိမ်ကတချမ်းပဲရှိသေးတော့အိမ်တချမ်းစာပဲရသေးတော့ အစ်စ်တသားအစ်စ်တွေထက်လို့ခြင်းလို့အိမ်တချမ်းသာကျန်သေးတော့တသားအစ်စ်တွေလာယူတာတစ်ပင်ရှိမှမတက်ရနေတာဘာလို့ဖို့လဲဆိုတော့အိမ်တချမ်းသာအတွက်တသားအစ်စ်တွေလိုခြင်းလို့ဒါတစ်တော့အစ်စ်အစ်စ် new အစ်စ်အစ်စ်စကားလေးမပြီးတော့ဟောဖြစ်မှာဆိုတော့အစ်စ်အစ်စ် new ကိုပြောတာနောက်တစ်ခုကကြားတာဒီကန်းကြီးကကြားတာဒါဂေတကားဂေတကားခိန်းနာနေပြီးတော့ခိန်းနာမှာဒီမှာအမြဲတမ်းနားနဲ့ကြားတယ် ေတကားကြားလေးရနေနားနားထောင်နေကြားတယ်နားထောင်နေကြားတာနားခန်းကြီးနားခန်းကြီးဒီမှာနားဒီမှာလှိုင်းလေးတွေပါတယ်เนาะဒီမှာနားအဲ့တော့ဂေတကားလေးကြားရနေဒါလေးကနားထောင်တာလည်းဟုတ်တယ်နားထောင်မှာတော့ကြားတယ်ပေါင်းလိုက်တော့အစ်စ်အစမ်းနေကြားရတာကသတင်းစာထဲမှာကြားရတာအစ်စ်အစမ်းနေသတင်းသတင်းအစ်စ်တွေကြားရတာသတင်းစာထဲမှာကြားရတာအမရည်ရွယ်ရင်းကတွဲလုံးတင်ချင်တာ ဒါပေမဲ့မူရင်မိနေကျောင်းသားများအတွက်ကူညီခြင်းတော့အ мян တော့လိုက်ထားတယ်အသေးစိတ်လိုက်ထားတာမဟုတ်ဘူးတက်နိုင်သမျှအ мян လိုက်ထားတယ်ဟိုအရန်အားရတာတော့မဟုတ်ဘူးမူရင်ကိုပြန်သင်ပေးတဲ့အခါမှာသို့တော်ညာလေဒီတိုင်းလည်းမထားခဲ့ခြင်းမူအသေးစိတ်လည်းမလိုက်အောင်ကြားချပြီးတော့အဆင်ပြေသလိုလေးတော့ပြန်ပြီးတော့နှွေးပြထားပါတယ်နော်ဒါလေးကတော့ဒုတိယဖိုင်မှာ